ားတို့သမီးတို့ရေမင်္ဂလာပါဒီချက်ကတော့ဒါတို့သမီးတို့ကိုတတရားတမ်းမှသင်္ချာပတ်ရက်ကိုသင်ကြားပေးမယ်ဒီချက်ပြောင်းဖြစ်ပါတယ်ဒီချက်ဒီနေ့ဒါတို့သမီးတို့ကို အခန်းဆက်လေးအပိုင်းကိန်းသင်္ကန်းစာနှစ်မှာနံပါတ်၁ကိုဒီချက်ဒီနေ့ရှင်းလင်းသင်ကြားပေးမှာဖြစ်ပါတယ်နံပါတ် တမီတာရှည်တဲ့ကြိုးတစ်ချောင်းကိုနှစ်ပိုင်းတစ်ပိုင်းနဲ့လေးပိုင်းတစ်ပိုင်းပြုလုပ်ကြမယ်။အဲ့တော့တမီတာရှည်တဲ့ကြိုးတစ်ချောင်းကိုနှစ်ပိုင်းတစ်ပိုင်းလေးပိုင်းတစ်ပိုင်းပြုလုပ်တာဟုတ်ဒီကျဲရှစ်သင်္ကန်းစာဒီမှာရှင်းပြပြီးပြုလုပ်ပြပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ဒီကျဲအဲ့ဒါကိုမလုပ်တော့ဘဲနဲ့ဒီကျဲဒီမှာပြထားတဲ့ပုံလေးကိုပဲဒီကျဲရှင်းပြမှာဖြစ်ပါတယ်။ အဲ့ဆိုပုံလေးမှကြည့်လိုက်ပါအဲ့မှာအဝါရောင်ခြေထားတဲ့ကျိုးလေးဟာ2မီတာရှိပါတယ်။ဒါဆိုလို့ရှိရင်ဒီခြေရိုးနောက်မှာအောက်မှာဆိုလို့ရှိရင်ပြထားတာလေးကเนาะသူကနှစ်ပိုင်းပိုင်းထားပါတယ်။ဒါကနောက်တစ်ဆင့်ကပုံလေးရကြတော့သူက၄ပိုင်းပိုင်းထားပါတယ်။အဲ့ဆိုလို့ရှိရင်ဒီခြေရိုးအဲ့ဒီပုံလေးကိုကြည့်ပြီးတော့နမခဝေလေးကိုဒီခြေရိုးပြုလုပ်ကြမှာဖြစ်ပါတယ်။အဲ့တော့နမခဝေကအပေါ်မှာပြထားတဲ့ပုံကိုတဲ့နှစ်ပိုင်းတစ်ပိုင်းနဲ့၄ပိုင်းတစ်ပိုင်းပြဖို့အယောင်ခြေရအောင် ။တရားဆိုလို့ရင်ခြေရိုးနှစ်ပိုင်းတစ်ပိုင်းနဲ့လေးပိုင်းတစ်ပိုင်းပြဖို့အယောင်ချင်မယ်ဆိုတော့အပေါ်ကနှစ်ပိုင်းတစ်ပိုင်းကိုခြေရိုးအရင်ခြေပါမယ်။အဲ့တော့သူကနော်ပိုင်းထားတာနှစ်ပိုင်းရှိတယ်။အဲ့တော့နှစ်ပိုင်းမှာသူကတစ်ပိုင်းကိုပဲခြေမယ်တဲ့။အဲ့တော့ခြေရိုးကကြီးလိုက်မယ်ဆိုရင်နော်ကိန်းမင်းလေးရဲ့အောက်ကပိုင်းခြေမှာနှစ်ရှိတဲ့အတွက်ဒါသည်နှစ်ပိုင်းပိုင်းထားဆိုခြေရိုးကတည်ပြီးသားဖြစ်တယ်။အပေါ်မှာ နော်ပိုင်းဝင်နေရာမှာကတစ်ပဲရှိတဲ့အတွက်တစ်ချဲတို့ကတပိုင်းကိုပဲချင်ရမှာဖြစ်တယ်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင်တစ်ချဲအခုတပိုင်းပုံလေးကိုတစ်ချဲချဲပြီးတော့ပြပါမယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုတစ်ချဲဒီမှာချဲပြတဲ့ပုံလေးဒီနှစ်ပိုင်းတစ်ပိုင်းပုံလေးဖြစ်ပါတယ် တခါဒီချဲတခါ၄ဘိုင်း၃ဘိုင်းပုံလေးကိုခြေပြပါမယ်ဒီမှာလည်းဒီလိုပဲပိုင်းခြေမှာ၄ပြထားတာဒီဒါ၄ဘိုင်းပိုင်းထားတယ်လို့ဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့ပိုင်းဝေမှာကတစ်ပဲရှိတဲ့အတွက်ဒီချဲတို့ကဒီဘိုင်းမဲခြေရမှာဖြစ်တဲ့အတွက်ဒီချဲအခု၄ဘိုင်း၃ဘိုင်းပုံလေးကိုခြေပြမှာဖြစ်ပါတယ်ဒါတို့တမီတို့ဒီချဲအခုခြေပြတာလေးကိုလိုက်ချပါဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီချဲတို့အခု နော်နှစ်ပိုင်းတစ်ပိုင်းပုံလေးနဲ့ချက်ပြီးသွားပါပြီ။ဒေးပိုင်းတစ်ပိုင်းပုံလေးနဲ့ချက်ပြီးသွားပါပြီ။သားတို့သမီးတို့လည်းဒီချက်ပြတဲ့အတိုင်းလိုက်ပြီးတော့ချက်ကြပါ။ခါငယ်နှစ်ပိုင်းတစ်ပိုင်းနဲ့လေးပိုင်းတစ်ပိုင်းကျိုးတွေကတဲ့ဘလောက်ရှည်သလဲတဲ့ တော့နှစ်ပိုင်းတစ်ပိုင်းကျိုးဆိုတာကဒီကျဲတမီတာရဲ့တဝက်ဖြစ်တဲ့နှစ်ပိုင်းတစ်ပိုင်းမလို့သူ့ရဲ့ကျိုးရဲ့အရှိကနှစ်ပိုင်းတစ်ပိုင်းမီတာဖြစ်ပါတယ်အဲ့တော့လေးပိုင်းတစ်ပိုင်းကျိုးဆိုတာကတော့သူက၄ပိုင်းမှာတစ်ပိုင်းပဲရှိတဲ့အတွက်ဒီကျဲတို့ကအဲ့ဒါတမီတာရဲ့၄ပိုင်းတစ်ပိုင်းဖြစ်တဲ့အတွက်ဒီကျဲတို့က၄ပိုင်းတစ်ပိုင်းမီတာလို့ခေါ်ပါတယ်အဲ့ဆိုလို့ရှိရင်ဒီကျဲတို့အောက်မှာကြပြထားတဲ့ပုံလေးကိုကြည့်လိုက်ပါအဲ့ဒီမှာเนาะ သူဒီကျိုးလေးရဲ့အရှေ့ကတမီတာရှိတယ်။သူကတဝက်တိတိမှာအပြာရောင်လေးခြေထားတဲ့အတွက်ဒီဟာလေးကိုဒီခြေကနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ပါပဲ။ပြီးတော့အောက်ကပုံလေးကြတော့သူကလေးပိုင်းပိုင်းထားပြီးတော့တစ်ပိုင်းကိုပဲခြေထားတာဖြစ်တဲ့အတွက်အဲ့ဒီအပိုင်းလေးကိုတော့ဒီခြေကလေးပိုင်းတစ်ပိုင်းမီတာလို့နော်ခေါ်ပါတယ်။နံပါတ်1ကလေးကိုဆက်သွားပါမယ်။အောက်မှာပြထားတဲ့ကျိုးရဲ့အရောင်ခြေထားတဲ့အပိုင်းကဘယ်လောက်ရှိသလဲ။ ဲ့မှာဆိုလို့ရှင်ကျေတို့ပြထားတဲ့ကျိုးလေးရဲ့အရှိကိုကြည့်လိုက်မယ်ဆိုရင်သူက1မီတာရှည်ပါတယ်တဲ့အဲ့ကျိုးလေးရအဲ့ကျိုးလေးကိုသူကအောက်မှာဘယ်နှပိုင်းပိုင်းထားလဲဆိုတော့သူက3ပိုင်းအညီအမြပိုင်းထားတာကိုတွေ့ရပါတယ်အဲ့ဒီမှာ3ပိုင်းမှာဆိုရင်သူက2ပိုင်းကိုအပြာရောင်လေးခြေထားပါတယ်ဒါကြောင့်မလို့ဒီခြေတို့ကအဲ့ဒီနေရာရဲ့အလျားကိုပြောမယ်ဆိုလို့ရှိရင်3ပိုင်းမှာနှစ်ပိုင်းရှိတဲ့အတွက်3ပိုင်းနှစ်ပိုင်းမီတာလို့ပြောပါမယ်အပေါ်ကအယောင်ခြေထားတဲ့အလျားမှာ 3ပိုင်း2ပိုင်းမီတာဘယ်နှပိုင်းရှိသလဲတဲ့အဲဆိုလို့ရှိရင်ဒီမှာကြီးလိုက်မယ်ဆိုရင်တချေတို့က3ပိုင်းပိုင်းထားပြီးတော့မှသူကအယောင်က2ပိုင်းကိုခြေထားတာဖြစ်တဲ့အတွက်3ပိုင်း2ပိုင်းမီတာနှစ်ခါပါပါတယ်အဲ့တော့3ပိုင်း2ပိုင်းမီတာနှစ်ပိုင်းဖြင့်ပြုလုပ်ထားသောအလျားတွေကိုတဲ့တချေတို့က3ပိုင်း2ပိုင်းမီတာလို့လည်းခေါ်လို့ရပါတယ်တဲ့အဲ့တော့3ဆိုတာကတော့တချေတို့ပိုင်းကျင်မှာရှိတဲ့3ဆိုတာကတော့ညီမြပိုင်း3ပိုင်းကိုပြောခြင်းဖြစ်ပါတယ်အပေါ်က2ဆိုတာတော့ညီမြပိုင်း အားလုံးထဲမှာမှသူကနှစ်ပိုင်းရှိတယ်လို့ပြောထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီအလျားလေးကိုကျေတို့က3ပိုင်းနှစ်ပိုင်းမီတာလို့ပြောလို့ရပါတယ်။ခုနံပါတ်3လေးကိုဆက်ပြီးရရှင်းပြမှာဖြစ်ပါတယ်။နံပါတ်3ပုံမှန်ပြထားတဲ့အတိုင်းလီတာဝင်ဘူးထဲမှာရေဖြည့်ထားတယ်။ကာချီ အမှတ်သားတစ်ခုစီကဘယ်နှလီတာပြတယ်လဲခါခွေ ရေဒုတွေကဘယ်နှလီတာရှိတယ်လဲအဲ့ဆိုလို့ရှိရင်သားတို့သမီးတို့ဒီမှာတစ်ချက်ပြထားတဲ့ပုံလေးကိုလိုက်ကြည့်လိုက်ပါအဲ့ပုံလေးထဲမှာဆိုလို့ရှိရင်သူကအဲ့ဒီဘူးလေးကိုသူက၅ဘိုင်းအညီမြပိုင်းထားပါတယ်နော်၅ဘိုင်းထဲမှာမှသူကရေကိုဘယ်လိုထည့်ထားလဲဆိုတော့ရေကိုနှစ်ပိုင်းထည့်ထားတာကျေတို့တွေ့ရပါမယ်နော်အဲ့ဒါဆိုလို့ရှိရင် ကကြီးကအမှတ်သားတစ်ခုစီကဘယ်နှလီတာလဲဆိုလို့ရှိရင် तू ကအမှတ်တစ်ခုမှာဆိုရင် तू ကငါးပုံမှာ तू ကနော်ငါးပုံညီမြပိုင်းထားတာဖြစ်တဲ့တဲ့ဒပိုင်းကိုမလို့တချေတို့ကငါးပိုင်းဒပိုင်းလို့ပြောပါမယ်ဒါကြောင့်မလို့ငါးပိုင်းဒပိုင်းလီတာဖြစ်ပါတယ်ခါခွေ ရေဒူးတွေကဘယ်နှလီတာရှိတယ်လဲရေဒူးတွေကလည်းဒီမှာဒီလိုပါပဲငါးပိုင်းမှာ तू ကနှစ်ပိုင်းအထိရှိတာဖြစ်တဲ့အတွက်သူ့ရဲ့ရေဒူးတယ်ုံနဲ့ခြေတော့က၅ပိုင်း၂ပိုင်းလီတာလို့ပြောလို့ရပါတယ် အဲ့ဆိုလို့ရှိရင်တလီတာကိုတဲ့ညီမြပိုင်းခွက်လက်ပိုင်းအဖြစ်ပိုင်းထားတယ်တလီတာကတော့ညီမြပိုင်းငါးပိုင်းပိုင်းထားတယ်เนาะဒီမှာဆိုရင်အမှတ်ကလေးတွေငါးခုပါတယ်တချို့တော့ငါးပိုင်းပိုင်းထားပါတယ်ဒါမလို့အဖြစ်မှာခွက်လက်မှာငါလို့ထည့်ပါမယ်တခါရေထူးတယ်ကတဲ့အစိတ်ပိုင်းခွက်လက်ပိုင်းဖြစ်တယ်တဲ့เนาะရေထူးတယ်ကကြတော့အစိတ်အပိုင်းเนาะဒီမှာဆိုလို့ရှိရင်တချို့တော့နှစ်ပိုင်းရှိတယ်เนาะအဲ့တော့နှစ်ပိုင်းရှိတယ်ဖြစ်တဲ့အတွက်ဒီနေရာမှာကွက်လက်လေးမှာတချို့တော့ နှစ်ကိုထည့်ပါမယ်เนาะဒါကြောင့်မလို့တဲ့ဒုတယ်တီဒီဘူထဲမှာရှိတဲ့ရေရဲ့ဒုတယ်ဟာ၅ပိုင်း၂ပိုင်းလီတာဖြစ်ပါတယ်အားလို့သမီးတို့ရေဒီချက်အခုနံပါတ်၄ကိုအားလို့သမီးတို့ကို ရှင်းပြပါမယ်နံပါတ်၄အောက်ပါကျိုးတွေရဲ့အလျားတွေကိုရှာရအောင်တဲ့ တော့သူကကျိုးကတမီတာရှိတယ်အဲ့တမီတာရှိတဲ့ကျိုးကိုသူက၅ဘိုင်းပိုင်ထားတယ်အဲ့တော့ပထမပုံလေးကနော်ပြထားတဲ့ပုံလေးကသူကတပိုင်းရှိတယ်ဒါကြောင့်မို့ဒီကျိုးကသူ့ရဲ့တန်ဖိုးကို၅ဘိုင်းတပိုင်းလို့ဒီကျိုးပြောတယ်ဒါဆိုလို့ရှိရင်ဒုတိယပုံလေးကိုကြည့်လိုက်ပါအဲ့တော့ဒုတိယပုံလေးကသူကနှစ်ပိုင်းမှရှိတဲ့အတွက်ဒီကျိုးက ဒီနေရာကို၅ဘိုင်း၂ဘိုင်းလို့သူ့ရဲ့တံမိုးကိုချေလို့ရေးလို့ရပါတယ်။အဲဆိုလို့ရှိရင်တတိယပုံတွေကိုကြည့်လိုက်ရင်သူက၃ဘိုင်းရှိတဲ့အတွက်ဒီလိုကသူ့ရဲ့တံမိုးကို၅ဘိုင်း၃ဘိုင်းလို့ကွက်လက်မှာဖြည့်ပါမယ်။ဒီခါနောက်ဒီပုံကကြတော့သူက၅ဘိုင်းမှာသူက၄ဘိုင်းရှိတဲ့အတွက်ဒီလိုက၅ဘိုင်း၄ဘိုင်းလို့ဖြည့်ပါမယ်ကွက်လက်လေးမှာ။ကဲအောက်ဆုံးပုံလေးကကြတော့သူက ငါးဘိုင်းမှာငါးဘိုင်းသလုံးရှိတာဖြစ်တဲ့အတွဲသူကတစ်ခုလုံးအပြည့်ဖြစ်တဲ့အတွဲတစ်ချေတို့ကတမီတာလို့သူကိုသတ်မှတ်ပါတယ်။အဲဒါဆိုလို့ရှိရင်တစ်ချေတို့ဒီမှာရှိတဲ့နော်ကွက်လက်လေးတွေရဲ့အဖြေတွေကိုလည်းတီးပြီးဒါဆိုလို့ရှိရင်တစ်ချေတို့ခါဝေးပုံလေးကိုတစ်ချေတို့သွားပါမယ်။ကဲခါဝေးကတမီတာဖြစ်ဖို့တဲ့ငါးဘိုင်းတစ်ဘိုင်းမီတာဘယ်နှခါလိုမလဲတဲ့အဲ့တော့တမီတာကိုတစ်ချေတို့ကငါးဘိုင်းပိုင်းထားတာဖြစ်တဲ့အတွဲငါးဘိုင်းတစ်ဘိုင်းကျေတို့ငါးခါလိုပါမယ်။ ။နောက်ဒါကြောင့်မလို့၅ဘိုင်း၃ဘိုင်းမီတာ၅ကသည်၅ဘိုင်း၅ဘိုင်းမီတာဖြစ်တယ်။ဒါကြောင့်မလို့၅ဘိုင်းမှ၅ဘိုင်းသလုံးရှိတာဖြစ်တဲ့အတွက်အဲ့ဒါသည်တင့်နေညီပါတယ်။ဒါကြောင့်မလို့၅ဘိုင်း၅ဘိုင်းညီမြချင်းဟာတစ်ဖြစ်ပါတယ်။ဒါတော့တမီတို့ရေတချေတို့အခုနံပါတ်5လေးကိုဆက်လက်ပြီးရောရှင်းပြမှာဖြစ်ပါတယ်။အဲ့တော့နံပါတ်5အောက်ပါကိန်းမြင့်ပေါ်မှာ အပိုင်းကိန်းတွေ ဖြည့်ရအောင်တဲ့။ မှန်လဲဒီလိုပါပဲသူကကိမြင်လေးကို သူက10ဘိုင်းပိုင်ထားပါတယ်နော်ဘာလို့10ဘိုင်းပိုင်းထဲလို့ကြည့်ပြောနေလဲဆိုတော့အဲ့ဒီမှာပထမဦးဆုံးပြထားတဲ့ပုံလေးက10ဘိုင်းတစ်ဘိုင်းလို့ပြထားတဲ့အတွဲပိုင်းခြေ30ဖြစ်တဲ့အတွဲဒါသည်10ဘိုင်းပိုင်းတယ်လို့ဒီချေလို့နော်သိရပါတယ်အဲ့တော့ဒီမှာတစ်ဘိုင်းသည်10ဘိုင်းတစ်ဘိုင်းဖြစ်တယ်ဒါဆိုရင်နောက်တစ်ဘိုင်းသည်ဘယ်လောက်ဖြစ်မလဲ 10ပိုင်း2ပိုင်းဖြစ်ပါမယ်အဲဆိုနောက်တစ်ပိုင်းဒီ10ပိုင်း3ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း4ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း5ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း6ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း9ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း10ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း9ပိုင်းနောက်တစ်ပိုင်းဒီ10ပိုင်း10ပိုင်းနဲ့ဖြစ်ပါတယ်ဂျေရိုတစ်လို့လည်းရေးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဂျေရိုဒီအပိုင်းနေရဲ့နော်တံပိုးတွေကိုတိပြီးဆိုလို့ရှိရင်ဒီကျေရိုကာကြီးပုတ်ကလေးကိုဒီကျေရို သွားပါမယ်။အကကြီးမှာဆိုရင်တကယ်တော့ဘာပြောထားလဲဆိုရင်7ဘိုင်း9ဘိုင်းနဲ့7ဘိုင်း6ဘိုင်းဘယ်ဟာပိုကြီးတယ်လဲတဲ့။အဲ့တော့ဘယ်ဟာပိုကြီးတယ်လဲဆိုတာကိုတကယ်တော့ဖြေမယ်ဆိုရင်နော်ငယ်သောတင်ကေတာနဲ့ကြီးတဲ့တင်ကေတာတို့သုံးပြီးတော့ဖော်ပြမှာဖြစ်ပါတယ်။အဲ့တော့ငယ်သောတင်ကေတာဆိုတာကနော်ခြုံတဲ့ဘက်မှာငယ်သောကိန်းကိုရေးမှာဖြစ်ပါတယ်။ဟတဲ့ဘက်ကတချင်တို့ကကြီးတဲ့ကိန်းကိုရေးမှာဖြစ်ပါတ ဲ့တော့ကာကြီး7ပိုင်း9ပိုင်းနဲ့7ပိုင်း6ပိုင်းမှာဆိုရင်เนาะပိုင်းခြေက7ပိုင်းချင်းအတူတူပဲပိုင်းဝေကိုကြီးလိုက်တဲ့အခါမှာ9ပိုင်းနဲ့6ပိုင်းဆိုရင်9ပိုင်းကကြီးပါတယ်ဒါကြောင့်မို့လို့ခြေတို့က7ပိုင်း9ပိုင်းကကြီးတာဖြစ်တဲ့အတွဲ7ပိုင်း9ပိုင်းဘက်ကိုခြေတို့ဟတဲ့သင်္ကေတလေးကိုသုံးပါမယ်ပြီးတော့ဒီဘက်မှာ7ပိုင်း6ပိုင်းကိုရေးပါမယ်။ဒီမှာတစ်ချက်အခုရေးပြထားပါတယ်။အဲ့ဒီအတိုင်းလေးပဲအဖြေကိုရေးပါမယ်။ခါကွေ စေပိုင်း၉ပိုင်းနဲ့တဘယ်ဟာကပိုကြီးတယ်လဲတဲ့အဲ့တော့ဒီမှာလည်းဒီလိုပါပဲနမခကူရစေပိုင်း၉ပိုင်းဆိုတာစေပိုင်းမှာ၉ပိုင်းရှိတာပါတဆိုတာကတော့စေပိုင်းမှာစေပိုင်းစလုံးရှိတာဖြစ်တဲ့အတွေ့ဒီမှာလည်းစေပိုင်း၉ပိုင်းနဲ့တမှာဆိုရင်တကပိုကြီးပါတယ်ဒါကြောင့်မလို့တကိုခြေရောကနောက်မှာရှိတဲ့အတွေ့စေပိုင်း၉ပိုင်းကငယ်တာဖြစ်တဲ့အတွေ့စေပိုင်း၉ပိုင်းဘက်ပါအချွန်လေးကိုလှည့်ပြီးတော့တဖက်မှာခြေရောကဟတဲ့လက္ခဏာလေးကို လှဲ့တာကိုသုံးပါမယ်အဲ့တော့ဒီမှာအခုပေါ်မှာရေးပြထားတဲ့အတိုင်းဓာတ်ရုပ်သမီးတို့ကအဲ့တင်ကိတာလေးကိုသုံးပြီးတော့လိုက်ပြီးတော့ရေးနိုင်ပါတယ်ဓာတ်ရုပ်သမီးတို့ရဲ့တစ်ချက်အခုအပိုင်းကိန်းများပေါင်းခြင်းနှင့်နှုတ်ခြင်းကိုသွားပါမယ်အဲ့တော့ချေရောအဲ့ဒီပု္ပ္ပာကတော့နံပါတ်6ဖြစ်ပါတယ်။နံပါတ်6အချိုရည်5ဘိုင်း2ဘိုင်းလီတာနဲ့5ဘိုင်း2ဘိုင်းလီတာကိုခွက်တစ်ခုထဲလောင်းထည့်တယ်။ခွက်ထဲမှာအချိုရည်လီတာဘယ်လောက်ရှိမလဲတဲ့။ ော့သူကပေးထားပါတယ်ခွန်းနှစ်ခုအဲ့တော့ဒါနော်ခွက်အပြည့်ဆိုလို့ရှိရင်တလီတာဆက်ပါလေသူကအဲ့ဒီခွက်ကိုသူက၅ဘိုင်းပိုင်ထားပါလေနော်အဲ့ဒါဆိုလို့ရှိရင်သူကပထမခွက်မှာက၅ဘိုင်း၂ဘိုင်းရှိတယ်ဒုတိယခွက်မှာက၅ဘိုင်း၁ဘိုင်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီနှစ်ခုကိုနော်ခွက်တစ်ခုထဲမှာတစ်ခါလေပေါင်းထည့်လိုက်မှာဖြစ်တဲ့အတွေ့ဒီနှစ်ခုကိုတကယ်တော့ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တကယ်တော့နော်ညီမချင်းရေးမယ်ဆိုရင်၅ဘိုင်း၂ဘိုင်းအပေါင်း၅ဘိုင်း၁ဘိုင်းလို့ရေးပါမယ် ။ဟောအဲ့တော့၅ဘိုင်း၂ဘိုင်းပေါင်း၅ဘိုင်း၂ဘိုင်းကိုဘယ်လိုတွက်မလဲဆိုတော့တချို့လိုစဉ်းစားကြမယ်။ဟုတ်ပြီကဲအဲ့တော့ဒီမှာနော်တလီတာရဲ့အပိုင်းတွေကိုဒီမှာတွေ့ပြီ၅ဘိုင်း၂ဘိုင်းလီတာကနော်ကဲဒီမှာဘယ်လောက်ရှိမလဲဆိုတဲ့တချို့ကွက်လိုက်ကိုအရင်ဆုံးဖြည့်ကြမယ်။ဟုတ်ပြီ၅ဘိုင်း၂ဘိုင်းလီတာကတဲ့၅ဘိုင်း၂ဘိုင်းလီတာဘယ်နှခါရှိသလဲဆိုတော့၅ဘိုင်း၂ဘိုင်းလို့ရေးတဲ့အတွဲသူက၅ဘိုင်း၂ဘိုင်း၅ဘိုင်း၂ဘိုင်းနှစ်ခါဖြစ်တဲ့အတွက်တချို့ဒီမှာနှစ်လို့ဖြည့်ပါမယ်။ ော့၅ဘိုင်းတစ်ဘိုင်းလီတာကတဲ့၅ဘိုင်းတစ်ဘိုင်းလီတာဘယ်နှခါလဲဆိုတော့ तू က၅ဘိုင်းမှာတစ်ဘိုင်းကတစ်ခါပဲပါလာဖြစ်တယ်ကျေတို့ကတင့်လို့ဖြေပါမယ်အဲ့တော့ဆိုတော့စုစုပေါင်း၅ဘိုင်းတစ်ဘိုင်းလီတာဆိုတော့အပေါ်ကနှစ်ခါအောက်ကတခါဆိုတော့စုစုပေါင်း၅ဘိုင်းတစ်ဘိုင်းလီတာ၃ခါပါပါမယ်ဒီမှာကွက်လက်လေးမှာတော့ဒီကျေတို့က၃ဖြည့်ပါမယ်။အဲဒီဘက်ကပုံလေးကိုကြည့်ပါမယ်။ ဲဒီဘက်ကပုံလေးမှာဆိုရင်လည်းဒီလိုပဲသူကเนาะဒီចောင်းသားလေးကបာလုံးလဲဆိုတော့ तू อ่ะ तू อ่ะកេងមានទုံးពីတော့ត្រွတ်တယ်เนาะအဲ့တော့កេងមានဆိုတော့ तू อ่ะកេងមានလေးဆွဲထားလိုက်တယ် तू อ่ะកេងមានလေးကို5បိုင်းបိုင်းထားတယ်เนาะ5បိုင်းបိုင်းထားပြီးတော့ပထမเนาะဒီဘူးထဲမှာရှိတဲ့ဟာဖြော်ရည်က5បိုင်း2បိုင်းလို့ तू อ่ะပြောတဲ့အတွက် तू อ่ะဒီပါ5បိုင်း2បိုင်းလေးကို तू ကเนาะညာလေးနဲ့ပြထားပါတယ်เนาะအပြာရောင်မြင်းလေးနဲ့ तू ပြထားတယ် ပြီးတော့တခါဒီဘက်မှာလည်း၅ဘိုင်းတစ်ဘိုင်းဆိုပြီးတော့သူကတခါပြထားတယ်အဲ့ဆိုတော့အဲ့၅ဘိုင်းနှစ်ဘိုင်းနဲ့၅ဘိုင်းတစ်ဘိုင်းကိုသူကစုပြီးတော့เนาะဒီမှာကိမင်းအပေါ်မှာကိမင်းအဝါရောင်လေးနဲ့သူပြထားတယ်အဲ့ဆိုလို့ရှိရင်တချေတို့က၅ဘိုင်းနှစ်ဘိုင်းနဲ့၅ဘိုင်းတစ်ဘိုင်းတီเนาะနှစ်ခုပေါင်းလိုက်တဲ့အခါမှာဆိုရင်အပေါ်ကကိမင်းကရှည်သွားပြီအဲ့တော့ရှည်သွားတာဖြစ်တဲ့အတွက်အဲ့တော့၅ဘိုင်းနှစ်ဘိုင်းနဲ့၅ဘိုင်းတစ်ဘိုင်းတီပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ကနေရာမှာသူက၅ဘိုင်းပိုင်းထားတယ် 3ဘိုင်းနေအောင်ရောက်သွားပါတယ်ဒါကြောင့်မလို့သူ့ရဲ့အဖြစ်ဟာ5ဘိုင်း3ဘိုင်းဖြစ်ရမှာဖြစ်ပါတယ်အဲကြောင့်မလို့ကိန်းမြင့်ပေါ်မှာဆိုလို့ရှိရင်ဒီနေရာမှာဆိုရင်5ဘိုင်း3ဘိုင်းလို့เนาะဖြစ်ရမှာဖြစ်ပါတယ်နံပါတ်9လေးကိုရှင်းပြပါမယ်နံပါတ်9ဘိုင်း3ဘိုင်းအပေါင်း7ဘိုင်း9ဘိုင်းကိုဘယ်လိုတွက်မလဲရှင်းပြပါတဲ့ เนาะဒီမှာဆိုလို့ရှိရင် तू อ่ะ7ဘိုင်း3ဘိုင်းနဲ့7ဘိုင်း9ဘိုင်းထဲတော့အရင်ဆုံးရေးလိုက်မယ်เนาะရေးပြီးပြီဆိုလို့ရှိရင် तू ကเนาะပိုင်းခြေတွေကတူတယ်เนาะပထမပုတ်ကလည်း7ဘိုင်းဒုတိယကလည်း7ဘိုင်းအဲ့တော့ပိုင်းခြေချင်းတူတယ်ဆိုလို့ရှိရင်တကယ်တော့ကဒါပေါင်းလို့ရပါတယ်အဲ့တော့ဒီဘက်က7ဘိုင်းနဲ့ဟိုဘက်က7ဘိုင်းပိုင်းခြေတူတာဖြစ်တဲ့အတွက်တကယ်တော့ကအရင်ဆုံးဘယ်လိုရေးမလဲဆိုတော့ညီမြချင်းလေးကိုအရင်ရေးလိုက်ပါမယ် မိများချင်းနဲ့တဲတယ်မှာတချေတို့ကကိမ့်မြင့်လေးကိုဆွဲလိုက်မယ်ဆွဲပြီးတော့သူကပိုင်းချေနှစ်ခုတူတာဖြစ်တယ်တဲ့တချေတို့ကကိမ့်မြင့်ရဲ့အောက်မှာပိုင်းချေကို30ရေးလိုက်မယ်နော်အဲ့ဒါပိုင်းချေ30ရေးပြီးပါရင်တချေတို့ကဒီ30ဆိုတာဒီနော်30 30ချင်းပေါင်းလို့မရပါဘူးသူကဘာပြောတာလဲဆိုတော့နော်သူက7ပိုင်းပိုင်းထားတယ်လို့ပြောခြင်းပဲဖြစ်ပါတယ် တရားမလို့ချေတော့ပိုင်းချေတွေကိုပေါင်းစင်ရမလိုပါဘူးပိုင်းဝေကိုပဲပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပိုင်းဝေ3နဲ့ပိုင်းဝေ9ကိုသူကပိုင်းဝေနေရာမှာ ရေးပါမယ်အဲ့တော့3အပေါင်း9ဆိုပြီးတော့ရေးပါမယ် ီးဝိုင်းချေတို့နောက်တစ်ချောင်းမှကြတော့ပိုင်းချေကို30ပဲရေးပြီးတော့အပေါ်ပိုင်းဝင်နေရာမှာ3.9နဲ့ပေါင်းလိုက်တော့30ရတဲ့အတွက်ချေတို့30ရေးလိုက်ပါမယ်အဲ့တော့10ပိုင်းမှာ10ပိုင်းဆိုတာကနော်အပြည့်ဖြစ်တဲ့အတွက်ချေတို့ဟာတစ်လို့ယူဆပါတယ်ဒါကြောင့်မလို့ညီမြချင်းတစ်ဆိုပြီးတော့ရေးပါမယ်အဲ့တော့အဖြစ်ရာတစ်ဖြစ်ပါတယ်နောက်တော့မိလို့ရေးတစ်ချက်အခုနံပါတ်8ကိုရှင်းပြပါမယ်နံပါတ်10အောင်အောင်ကအချိုရေး9ပိုင်း4ပိုင်းလီတာရှိတဲ့ခွက်ထဲက အချိုရည်၅ပိုင်းတစ်ပိုင်းလီတာကိုတောက်လိုက်တယ်အချိုရည်ဘယ်နဲ့လီတာကျန်တယ်လဲရှိတဲ့အချိုရည်က၅ပိုင်း၄ပိုင်းလီတာရှိတဲ့အချိုရည်တဲကသူက၅ပိုင်းတစ်ပိုင်းလီတာကိုတောက်လိုက်တာဖြစ်တဲ့ဆိုတဲ့အတွက်အဲ့ခွက်ထဲမှာရှိတဲ့အချိုရည်ဟာညော့သွားမယ် တော့ရော့သွားမယ်ဆိုတဲ့ကသူကနဲသွားမှာဖြစ်တယ်ဒါကြောင့်မလို့ရော့သွားတဲ့အရာကိုတကယ်တော့လိုချင်နေဆိုရင်နှုတ်ကြည့်မှာရပါမယ်အဲ့ဒါဆိုတော့ဒီပုံစံကိုတကယ်တော့နှုတ်မယ်လို့ယူဆပါတယ်ဒါကြောင့်မလို့ညီမြချင်းရေးပါဆိုတဲ့နေရာမှာတကယ်တော့ငါးပိုင်း၄ပိုင်းအနှုတ်ငါးပိုင်းတစ်ပိုင်းလို့ရေးပါမယ်အဲ့ဆိုလို့ရှိရင်တကယ်လို့ဘလို့တွက်မလဲစဉ်းစားရအောင်၅ဘိုင်း၄ဘိုင်းအနှုတ်၅ဘိုင်း၃ဘိုင်း ဒါဆိုလို့ရှိရင်ဒီမှာကြီးလိုက်ပါပုံထဲမှာဆိုရင်ဒီမှာပုံလေးထဲမှာပြထားပါတယ်ပထမပုံက5ဘိုင်း4ဘိုင်းပုံလေးပါဒုတိယပုံက5ဘိုင်း3ဘိုင်းပုံလေးပါ5ဘိုင်း4ဘိုင်းအနှုန်း5ဘိုင်း3ဘိုင်းလီတာကိုတကယ်လို့ဒီမှာရှင်းပြပါမယ်အဲ့တော့5ဘိုင်း4ဘိုင်းလီတာဆိုတာတဲ့နော်5ဘိုင်း3ဘိုင်းလီတာသူက4ခါဖြစ်ပါတယ်တကယ်လို့ရှင်းလို့4ကိုဖြည့်ပါမယ် နှခါ၅ဘိုင်းတစ်ဘိုင်းလီတာဆိုတာကလည်း၅ဘိုင်းတစ်ဘိုင်းလီတာသူကတစ်ခါပဲဖြစ်တဲ့အတွက်ချေသူကတစ်ကို ဖြည့်ပါမယ်ဒါဆိုလို့ရှိရင်သူက၅ဘိုင်းတစ်ဘိုင်းလီတာဘယ်နှခါကြံမလဲတဲ့သူက၄ခါတည်းကနေပြီးသူကတစ်ခါကိုတောက်လိုက်တာဖြစ်တဲ့အတွက်ချေသူကအဲ့တစ်ခါကိုနှုတ်လိုက်တဲ့အတွက်၄ထဲကတစ်ကိုနှုတ်လိုက်တဲ့အတွက်၃ခါကြံပါတယ်ဒါကြောင့်မလို့ကွက်လက်လေးမှာချေသူ၃ကိုဖြည့်ပါမယ်ဒီဘက်ကចောင်းသားလေးကကြာတော့သူကကိန်းမြင်းလေးဆွဲပြီးတွေ့တယ် သူကကိမ်းမင်းလေးဆွဲတာသူကဘယ်လိုဆွဲလဲဆိုတော့သူကနော်သူကကိမ်းမင်းလေးတစ်ခုဟာတဲ့နော်သူက၅ဘိုင်းတစ်ဘိုင်းနော်တစ်ခုတစ်ခုကို၅ဘိုင်းတစ်ဘိုင်းနဲ့သူက၅ဘိုင်းအညီအများပိုင်းထားတယ်အဲ့တော့သူက၅ဘိုင်း၄ဘိုင်းဆိုတော့တဲ့နော်၅ဘိုင်း၄ဘိုင်းတည်၅ဘိုင်းတစ်ဘိုင်း၄ခါဖြစ်ပါတယ်တဲ့နောက်တစ်ခါကိမ်းမင်းလေးရလည်းဒီလိုပဲနော်၅ဘိုင်းတစ်ဘိုင်းကိမ်းမင်းလေးရလည်း၅ဘိုင်းတစ်ဘိုင်းကလည်းတဲ့၅ဘိုင်းတစ်ဘိုင်းတစ်ခါပဲဖြစ်ပါတယ်တဲ့နော်အဲ့ဆိုလို့ရှိရင်တဲ့ကြံတာက ငါးပိုင်းတစ်ပိုင်းဘယ်နှခါကြံမလဲဆိုတော့လေးခါတည်းကတစ်ခါနှုတ်လိုက်တာဖြစ်တဲ့အတွက်သုံးခါကြံပါလေသူကလည်းသုံးပါပဲတဲ့အဲဆိုလို့ရှိရင်တချေတို့ရဲ့အဖြေကငါးပိုင်းလေးပိုင်းတည်းကငါးပိုင်းတစ်ပိုင်းကိုနှုတ်တာဖြစ်တဲ့အတွက်တချေတို့ဒီမှာငါးပိုင်းတစ်ပိုင်းသုံးခါကြံတာဖြစ်တဲ့အတွက်အဖြေဟာငါးပိုင်းသုံးပိုင်းလီတာဖြစ်ပါတယ်တချေတို့ဒီနေ့အခုနံပါတ်၉လေးကိုသွားပါမယ်နံပါတ်၉တင့်အနှုံ၁၀ပိုင်း၇ပိုင်းကိုဘယ်လိုတွက်မလဲရှင်းပြပါတဲ့ အဲ့တော့တင့်အနှုတ်7ဘိုင်း9ဘိုင်းကိုတကယ်လို့တွက်မယ်ဆိုရင်မတွက်ခင်အရင်ဆုံးတင့်အနှုတ်7ဘိုင်း9ဘိုင်းဆိုတဲ့ပုတ်စာလေးကိုအရင်ဆုံးကူးလိုက်ပါမယ်ကူးပြီးသွားပြီဆိုလို့ရှိရင်ကျေတော့ကနောက်တစ်ချောင်းမှာ နော်ရင်းဆုံးညီမြချင်းလေးကိုအရင်ရေးပါမယ်အဲ့ဒီညီမြချင်းနဲ့တဲ့တဲ့မှာမှကျေတော့ကိန်းမြင်းတွေကိုရေးမှာဖြစ်ပါတယ်အဲ့တော့တစ်ကိုရေးမယ်ဆိုရင်ကျေတော့တစ်ကိုအပိုင်းကိန်းပြောင်းရမယ်ပြောင်းတဲ့အခါမှာနောက်ကကိန်းဒီဆယ်ပိုင်းပိုင်းထားတာဖြစ်တဲ့အတွက်တစ်ကိုနဲ့ကျေတော့ဆယ်ပိုင်းပိုင်းရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တစ်ကိုဆယ်ပိုင်းပိုင်းလိုက်မယ်ဆိုရင်ဆယ်ပိုင်းဆယ်ပိုင်းရပါတယ်အဲ့တော့မှဆယ်ပိုင်းဆယ်ပိုင်းအနှုံဆယ်ပိုင်းခုနှစ်ပိုင်းလို့ ရေးပါမယ်။ဒါဆိုလို့ရှိရင်တချေတို့ပိုင်းခြေတူသွားပြီ။အဲဆိုတချေတို့နောက်တစ်ချောင်းမှာညီမြချင်းရေးပြီးတော့ကိမြင်လေးဆွဲမယ်။ပြီးသွားလို့ရှိရင်တချေတို့ပိုင်းခြေနေရာမှာ၁၀ပဲရေးပြီးတော့တချေတို့ကပိုင်းဝေကိုပဲနှုတ်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့အပေါ်မှာပိုင်းဝေနေရာမှာ၁၀အနှုတ်9လို့ရေးမယ်။ဒါဆိုလို့ရှိရင်၁၀တည်းက9ကိုနှုတ်လိုက်ရင်၃00ရမယ်။ဒါကြောင့်မလို့ညီမြချင်းနော်၁၀ပိုင်း၃ပိုင်းလို့ရေးပါမယ်။အဲ့တော့အဖြေ၁၀ပိုင်း၃ပိုင်းရပါတယ်။အားလုံးမိလို့ရေဒီနေ့ တချဲအခန်းစစ်လေးအပိုင်းကိန်းသင်ခန်းစာနှစ်ကိုတင် जा လို့ပြပါပြီ။နောက်သင်ခန်းစာတွေကို နောက်လာမယ့်ဗီဒီယိုမှာတအားတို့တမီတို့ဆက်လက်ပြီးတော့လေ့လာနိုင်ပါတယ်။